နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာ ကြိုဆိုပါတယ်။ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။နိုဝင်ဘာလ20ရက်ကြာသပတေးနေ့ ယောမဩရာဇာခန်းကြီးတဆနေအငယ်၃မှ၈တင်းတို့ဒီကိုကိုထင်သင့်သည့်အတိုင်းထက်လွန်၍မထင်ပဲဘုရားသခင်သည်လူအသီးအသီးတို့အားယုံကြည်ခြင်းကိုဝေဖေးတော်မူသည်နှင့်အညီကိုကိုလျော့ပတ်စွာ ထင်ရမည်အကြောင်းငါသည်ကိုခံရသောဂျေဇုတော်ကိုအမိပြုလျက်တင်းတို့တွင်ရှိသမျှသောသူတို့ကိုမှာထား၏ဥပမာကကိုတခု၌အင်္ဂါအများရှိသည်ဖြစ်၍ထိုအင်္ဂါအများတို့သည်ဆောင်ရွက်เสียအမှုတစ်ခုတည်းမရှိသကဲ့သို့ ထို့အတူအများဖြစ်သောငါတို့သည်ခရစ်တော်၌တကိုယ်တည်းဖြစ်၍အတိအတိအင်္ကာခြင်းဖြစ်ကြ၏ထို့သောပေတော်မူသောယေရှုတော်အတိုင်းငါတို့သည်အတိအတိအပြားပြားသောစုများကို ခံရသည်ဖြစ်၍ပရောဖက်အရာရှိလင်ယုံကြည်ခြင်း၏ပမာဏကိုယသည့်အတိုင်းပရောဖက်ပြုကြကုန်အံဓမ္မဆရာအရာရှိလင်ဓမ္မဆရာ၏အမှုကိုဆောင်ရွက်ကြကုန်အံဆုံးမဩဝါဒပေးသောသူသည် ထိုအမှုကိုဆောင်ရွက်စေ နိုးစောသွေးဆောင်သောသူသည် ထိုမှုကိုဆောင်ရွက်စေအစွန်အကျယ်ဝင်ငှသောသူသည်လိလူသောစိတ်နှင့်ဝင်ငှစေအုတ်ချုပ်သောသူသည်လုံလဝရိယနှင့်အုတ်ချုပ်စေမာဇသနာခြင်းအမှုကိုပြုသောသူသည် စေတနာစိတ်နှင့်ပြုစေတင်တို့ဒီကိုကိုထင်တဲ့ဒီအတိုင်းထက်လုံ၍မထင်ပဲ ဖျားသခင်သည်လူအသီးသီးတို့အားယုံကြည်ခြင်းကိုဝေပေးတော်မူသည်နှင့်အညီကိုကိုလျောက်ပတ်စွာထင်ရမည်။ယောမဩရာစာအခန်းကြီး7အခန်းငယ်3အယောင်ဆောင်လက္ခဏာအတူအယောင်တစ်ခုကဲ့သို့သင်ခံစားမှုပါဒလား။သင်တယောက်တည်းမဟုတ်ပါ။1980နှစ်နောက်ပိုင်းကာလတွင်သူတည်သည့်နှဦးကမိမိအရေးချင်းစွမ်းရည်သို့မဟုတ်လှုပ်ဆောင်နိုင်ခြင်းများကိုတန်တရားဝင်ပြီးမိမိကိုယ်ကိုအတူအယောင်ပမာအတိတ်ပဲကောက်ခြင်းကို အယောင်ဆောင်လက္ခဏာဟု၍တတ်မှတ်ခဲ့သည်။အောင်မြင်ထက်မြက်သောလူများပင်လည်းမပြည့်စုံမှုများနှင့်ယုံကဲ့နေရပြီးသူတို့ဘဝဤကလကနောက်ွယ်ကို တစုံတစ်ယောက်ချောင်းကြည့်မိပါကသူတို့ဘာမှမဟုတ်ကြောင်းမြင်သွားမည်ကိုစိုးရင်ခဲ့ကြသည်။ပေါလုသည်ယောမမျိုးရှိပထမရာစုအသင်းတော်မှလူများအားသူတို့သည်ကိုကိုထင်သင့်သည့်အတိုင်းထက်လူရင်းမထင်ပေဖျားသခင်သည်လူအသီးသီးတို့အားယုံကြည်ခြင်းကိုဝေပေးတော်မူသည်နှင့်အညီ ကိုကိုလျောက်ပတ်စွာထင်ရမည်ဟုနှိမ့်ချမှုရှိရန်တိုက်တွန်းခဲ့သည်မိမိဆွေရည်များကိုရှေ့တန်းတင်ခြင်းမပြုရင်အရေးကြီးကြောင်းကျွန်ုပ်တို့နားလေသည်သို့တော်မိမိကိုပိုင်တန်ဖိုးကိုကျွန်ုပ်တို့တန်တရားဝင်သောအခါဝန်းနေဖွယ်ဖြစ်သည် ကိုရောအားစေခံရရင်အသုံးပြုရန်ကျွန်ုပ်တို့အားဖျားပေးအပ်သည့်ဆုကျေးဇူးများဖြင့်အခြားသူတို့အားအစေခံရန်အခွင့်ဆုံးရှုံးရလိမ့်မည်ကိုကိုလျောက်ပတ်စွာထင်နိုင်ရေးမှာ ဆင်ခြင်တုံတရားဖြင့်မိမိပေးနိုင်သည့်အတိုင်းအတာကိုမမှန်ကန်ကန်အကဲဖြတ်ပြီးလက်တွေ့ကျကျရှုမြင်ရင်ဖြစ်သည်ခြေတုံချတုံဖြစ်မှုကိုကြော်လွှားရန်ဖျားသခင်သည်ကျွန်ုပ်တို့အရောက်စီတိုင်းအားဝေငှပေးတော်မူသောယုံကြည်ခြင်းနှင့်အညီမိမိဖြစ်တည်မှုကိုကင်ဆွဲရန် ရှင်ဘောလူကတိုက်တွန်းအားပေးခဲ့သည်ဤနည်းအဖြင့်ဖျားသခင်ဤခနာကိုယ်တည်းဟုသောယုံကြည်သူအစုအဝေးကိုတိဆောက်နိုင်လိမ့်မည် အယောင်ဆောင်လက္ခဏာဖြင့်မိမိဆက်ကပ်မှုများလျော့ပါစေမည်အစားကျွန်ုပ်တို့အတွင်း၌ဖျားသခင်ပေးသောဆုကျေးဇူးများကိုခံယူကြပါစို့ကိုရော၏ကျေးဇူးတော်ကိုကျေးဇူးတင်စွာလက်ခံခြင်းဖြင့်ကျွန်ုပ်တို့သည်မိမိကိုယ်ကိုအထင်ကြီးလွန်းခြင်းအထင်သေးလွန်းခြင်းစသည်ဖြင့်တွေးစရာအကြောင်းမရှိတော့ပါဤသို့ဖြင့်ကျွန်ုပ်တို့သည် ခရစ်တော်ဖျားကိုနှစ်သက်ခြင်းနဲ့စီလျက် ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်သည့်ယုံကြည်သူတို့အားတိဆောက်ပေးပေသည် အယောင်ဆောင်လက္ခဏာများနှင့်တည်မြီသည့်ခန္ဓာ၌ယုံကန်နေရသည်။ထိုအရာကိုကြော်လွားရန်ဖျားသခင်သည်သင်အားယုံကြည်ခြင်းကိုမြည်တို့ပေးထားသည်။ချစ်ရပါသောဖျားသခင်ကိုရောပေးတော်မူသောယုံကြည်ခြင်းအတိုင်းပမာဏနှင့်အညီ ကျွန်ုပ်ကိုကိုရောမြင်သည့်အတိုင်းကိုကိုကိုမြင်နိုင်အောင် မားစားတော်မူပါ။သခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏။ အာမင်နေစဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝတက်တာများဖြစ်တည်နိုင်ကြပါစေ။